အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့စစ်မှန်တဲ့ကြောကချမ်းသာမှုအကြောင်းကိုပြပြပေးသွားခြင်းပါလူတယောက်ဘလောက်ချမ်းသာကြောကလဲဆိုတာသူ့အနေနဲ့ အလုံးလုံးပဲနဲ့ဘလောက်ကြာကြာယက်တည်နိုင်တယ်လဲဆိုတာပဲဆိုတော့တော့သူ့ရဲ့ပုံမှန် living standard တစ်ခုနဲ့သူနေထိုင်ယက်တည်နေရင်းနဲ့ပဲသူအလုံးလုံးပဲနဲ့ဘလောက်ကြာကြာယက်တည်နိုင်တယ်လဲပေါ့လေလူတယောက်ကသူ့ရဲ့အသုံးစိတ်ကတစ်လအောင်၅သိန်းဆိုပါတော့15သိန်းရှိတယ်ဆိုရင်သူ3လစာအတူကျော်ဝချမ်းသာနေတာဖြစ်ပါတယ်ဆိုတော့လူတယောက်ပဲဖြစ်ဖြစ်မိသားစုတစုချင်းမှာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့စစ်မှန်တဲ့ကျော်ဝချမ်းသာမှုဆိုတာသူတို့ရဲ့ပုံမှန်ဝင်နေတဲ့ဝင်ဝင်မဟုတ်ဖက်နဲ့သူတို့အနေနဲ့ဘလောက်ထိစုဆောင်းထားလဲဘာတွေပိုင်ဆိုင်ထားလဲ access တွေဘာတွေရှိတယ်ပေါ့နော်ဒါပဲဆိုတာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ပုံဝင်ချက်မှာကျွန်တော်သတိထားက ခြင်းလည်းသိတယ်ဝင်ငွေတွေကောင်းပေမဲ့တကယ်ကြဲမှာပိုင်ဆိုင်မှုကအဲ့လိုရှိကြမှာရှိတာပေါ့နော်အများစုကတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဝင်ငွေရလာတယ်တချို့က expand လို့ခေါ်တယ်အသုံးစိတ်ထဲရောက်သွားတယ်တချို့ကျတော့ liabilities လို့ခေါ်တယ် pay and down တွေထဲပဲရောက်သွားတယ်ပေါ့လေဒါနဲ့လည်းအများစုကတန်တရားလဲနေကြပါတယ်တချို့ဆိုလို့ရှိရင်ဝင်ငွေနည်းနည်းရလာတာနဲ့သူကနည်းနည်းပို့ပြီးတော့တုံလာတယ်သူကဝင်ငွေနည်းစင်ခါလာသူနည်းနည်းပဲတုံးတယ်ဝင်ငွေတိုးလာပြီဆိုလို့ရှိရင်သူရဲ့အသုံးစိတ်ကလည်းလိုက်ပြီးတော့တိုးလာတယ်ပေါ့နော် lifestyle inflation လို့ခေါ်တာပဲဝင်ငွေတိုးတက်တဲ့အလျောက်သူရဲ့အသုံးစိတ်ကလည်းတိုးတက်လာတာပို့များလာတာဆိုတော့ဖြစ်ပါတယ်ဥမာဒီနေ့ဒီချိန်မှာ ှာဆိုလို့ရှိရင်သုံးဆွဲဖို့နောက်ပစ္စည်းတွေရှောက်ဝယ်ဖို့လည်းပို့ပြီးလွယ်လာ online တွေလည်းလည်းကိုဝယ်လို့ရလာတယ်ငွေပေးချေမှုတွေဆိုလို့ရှိရင်လည်းဒီ digital pay တွေနဲ့လည်းလည်းကိုခြေလို့ရလာတဲ့အခြေအနေမှာကိုယ့်ရဲ့ emotion ကိုယ့်ရဲ့စိတ်ခံစားချက်ကိုမထိန်းနိုင်ဆိုလို့ရှိရင်ကျွန်တော်တို့သုံးဆွဲကို control လုပ်ဖို့အင်္ဂါခတ်ပါတယ်ဆိုတော့ငွေရှာတာအရေးကြီးပါတယ်ဒါပေမဲ့စစ်မှန်တဲ့ချမ်းသာကြွားမှုတိစောက်ချင်တယ်ဆိုလို့ရှိရင်တော့ကိုရှာထားတဲ့ငွေတွေကနေပြီးတော့မှဘလောက်ကိုတော့စုဆောင်မယ်ဘလောက်ကိုတော့ရင်းနှီးမြှုပ်နှံမယ်အထူးသဖြင့်တော့မှတ်ကန်တဲ့ငွေကြေးစီမံခံခွာမှုအသေးချလုပ်ဖို့အင်တန်အရေးကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်